အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါကျွန်တော်တို့လန်ဒန်ဒါဘီပေါ့နော်အာစနယ်ကဒါကျွန်တော်အမြဲတမ်းလူလူဒုက္ခပေးနေတဲ့ဖူဟန်သင်းရဲ့အိမ်ကောတွေအဲ့တော့ဒီခုနောက်ပိုင်းမှာပြန်ကြည့်မယ်ဆိုအာစနယ်သင်းတွေသူတို့ဒါဒုက္ခပေးခဲ့တဲ့အသင်းတွေအကုန်လုံးကိုသူတို့ပြန်ပြီးတော့ဒီနှစ်မှာတော့သူဒုက္ခပြန်ပေးနိုင်ခဲ့တယ်။ဒါကျွန်တော်သူတို့ကိုဒုက္ခပေးနေကြဖြစ်တဲ့ Newcastle United ကိုသူတို့ဒုက္ခပေးနိုင်ခဲ့တယ်။ဒါကျွန်တော် West Ham United ကိုသူတို့ဒုက္ခပြန်ပေးနိုင်ခဲ့တယ်။တော့ အာဆိုသင်းတဲ့အခုလက်ရှိမှာအဆင်တနေမှာရက်တည်နေတယ်။စင်ပြန်ကြီးတို့ကဒါနမြန်တဲ့လိုက်ကောင်ဆင်အမြန်ဆုံးပြန်နေတယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာမတိုင်ခင်မှာအာဆိုအတွက်1-0တခုအားဒါကျွန်တော်မာတင်အိုဒင်ကတ်ကဒါကျွန်တော်တို့ကာလာ တစ်ခုအနေနဲ့ဒါကြတော့အနားယူအောင်ဖြစ်တယ်။ဒီလောက်ပြောမလို့နှစ်ကုံလောက်မှပဲပြန်လာဖို့အတွက်ရာခိုင်နှုန်းမြတ်ပါတယ်။မာတီအိုရင်ကလည်းခုလက်ရှိမှာဒါကျွန်တော်တို့ဒီလောက်ကိုပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တိုတယ်9ဘွဲနဲ့12ဘွဲပတ်ချာလဲဝိညာဉ်ညာလွဲမယ်လို့သိရတယ်။နော်နီမာဒူကီကဆက်လက်ပြီးလွဲချော်ဦးမယ်လို့သိရလို့ကိုင်ဟာဗက်စ်ကလည်းဆက်လက်ပြီးလွဲချော်မယ်။ကေဗီယိုဂျီဇုစ်ကတော့ပြောမနေတော့ဘူးပေါ့နော်။တပတ်ကဒီနေရာမှာဒါကျွန်တော်တို့အမ် it michael artida အသင်းကြီးပဲမဟုတ်ဘဲနဲ့ဒါကျွန်တော်တို့ marco seva ရဲ့အသင်းကလည်းတန်ရာဘလက်ဘွားနဲ့ပြည်နေတယ်လို့ပြောလို့ရတယ်မှာပါတယ်အဲ့တော့ကျွန်တော်မှန်တိုင်းပြောပါမယ် ဒါလက်ရှိမှာဖူဟန်မှာချက်ကွေးစီရောက်နေတယ်ကျွန်တော်အခုမှသိတာဖြစ်ပါတယ်ကျွန်တော်ချက်ကွေးစီကိုကြည့်နေဗီလာရီယားမှာပဲရှိသေးတယ်မှတ်တာပါအဲ့တော့လက်ရှိမှာဒါကျွန်တော်ဆမ်မီယိုချက်ကွေးစီကဒီနေ့ပွဲစဉ်မှာလွဲမယ်လို့သိရတယ်ပြီးတော့သူတို့ရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့မြူနစ်ကလည်းဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးလွဲချော်မယ်လူကစ်ကွင်းလယ်ကစားသမားအဓိကကွင်းလယ်ကစားသမားလည်းလွဲမယ်လို့သိရတယ်အဓိကတောင်ပံကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ဖူဘက်ကစားသမား၂ယောက်လုံးဖြစ်တဲ့တက်ဒေးနဲ့ရောဘင်ဆန်လည်းလွဲမယ်လို့သိရတယ်အဲ့တော့ပြောချင်တာကဒီနေ့ပွဲစဉ်မှာ ဖူဟန်သင်းနေနဲ့သူတို့ရဲ့အဓိကကစားသမားတော်တော်များများဒန်ယာဘလက်ဘွားနဲ့ဖြစ်နေတယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်ဒါပေမဲ့ဖူဟန်သင်းကတော့ရှင်းပါတယ်အာဆယ်နယ်သင်းကိုသူတို့အနေနဲ့အမြဲတမ်းလူလူဒါကျွန်တော် ထိုက်တဲ့လောက်ဒုက္ခပေးနိုင်ခဲ့တဲ့အသင်းတွေကသတင်းလို့ပြောလိုက်ရတယ်။နောက်ဆုံးဒါဖူဟန်အသင်းနဲ့တွေ့တဲ့အချိန်မှာဒါကျွန်တော်အာစနိုအသင်းကဒါကျွန်တော် head to head နှစ်ချိန်မှာဒါဖူဟန်အသင်းကိုဒါအာစနိုအသင်းကသူတို့နေတဲ့2-1ဆိုတဲ့ရလနဲ့အာစနိုအသင်းရဲ့အိမ်ခွင်းမှာနိုင်ထားခဲ့တယ်။ဒါပေမဲ့ဖူဟန်အသင်းရဲ့အိမ်ခွင်းမှာအာစနယ်ကိုဒါကျွန်တော်2နှစ်ဆက်သူတို့နေတဲ့လုံးဝရှုံးမဲမရှိသေးဘူး။ဖူဟန်အသင်းရဲ့အိမ်ခွင်းမှာဒါကျွန်တော်သူတို့ရဲ့အိမ်ခွင်းမှာ2-1နဲ့နိုင်ခဲ့တယ်။ပြီးတော့ဒါမဲ့မဲ့ရတာကျွန်တော်ဖူဟန်အသင်းရဲ့နောက်ထပ်ဒါတေးပွဲတစ်ပွဲဖြစ်ခဲ့တယ်။အဲ့တော့ပြောချင်တာကသူတို့ရဲ့အိမ်ခွင်းမှာဆိုရင်တော့အာစနိုအသင်းကိုသူတို့တဲ့အမြင်နဲ့လူဒုက္ခပေးနိုင်ခဲ့တယ်မှာပါ။အဲ့တော့ရှင်းပါတယ်အာဒီဒါအနေနဲ့အခုလက်ရှိနောက်ပိုင်းပွဲစ င်တွေမှာသူ့အနေနဲ့သူဟာပြောင်းလဲမှုများစွာနဲ့သူပြလာခဲ့တယ်။ဒါခုနကပြော Newcastle United အိမ်ဝင် St James Park မှာလည်း2-1ဆိုတဲ့ရတဲ့အနိုင်ယူပြခဲ့တယ်လို့ဒါကျွန်တော်ခက်ခဲပါတယ်ဆိုတဲ့အမြင်နဲ့တွေ့ပြီဆိုရင် WhatsApp မသိဒုက္ခပေးနေတဲ့ WhatsApp မသိကိုလည်းလက်ရှိမှာဒုက္ခအမြင်နဲ့ပြန်ပေးနိုင်ခဲ့တဲ့အနေထားမှာရှိတယ်။အဲ့တော့ Arsenal တဲ့ဒီနှစ်မှာသူတို့ရဲ့နှစ်တစ်နှစ်ဖြစ်တဲ့ဆိုတာကို strong move ဖြစ်ဖို့အတွက်ဆိုရင်ဒီလိုမျိုးပွဲစဉ်တွေကိုသူတို့နေနိုင်ဖို့လိုတယ်။နှစ်နှစ်ဆက်ဒါကျွန်တော်အိမ်ဝင်မှာလုံးဝနိုင်ပွဲပြောက်ဆုံးထားတယ်။ဒါကျွန်တော် Fulham သိရင်ဒါအိမ်ဝင်ဖြစ်တဲ့သူတို့အိမ်ဝင်နေမှာငါမေ့သွားပြီ။ craving cottage မှာဒီနေ့ပေါ်မှာ arsenal သင်နိုင်ဝေ့ပြန်ရှာတယ်အဲ့တော့တချို့မှခုနပြောခဲ့တယ်ပဲဒီနေ့ပေါ်မှာ arsenal မှာတန်ရာလူစင်းရှိတယ်လို့တစ်ဖက်ရဲ့ဒါကျွန်တော်တို့ fulham သင်မှာတန်ရာလူစင်းရှိတယ်လို့ပြောလို့ရတယ်အဲ့တော့ဒီနေ့ပေါ်မှာ arsenal သင်နေတာဘယ်လိုမျိုးပုံစံမျိုးထွက်လာမလဲရှင်းပါတယ်တို့နေဒီနေ့ပေါ်မှာ all in ထွက်လာမှာပါတကယ်ကိုကျွန်တော်တိုက်စစ်ပိုင်းမှာတကယ်ကိုတွန်းအားပေးအားပေးနိုင်တဲ့ပုံစံမျိုးထွက်လာဖို့မြင်တယ်ဒီနေ့ပေါ်မှာ arsenal သင် attacker risk ယူလာဖို့အတွက်လည်းယာကိုင်တို့တော်တော်လေးကိုများတယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးရမြင်တယ်ဒီနေ့ပေါ်မှာဒါ saka လည်း fully fit ဖြစ်နေလို့ yogres လည်း fully fit ဖြစ်တယ်ဒီနေ့ပေါ်မှာ declan rice ကလည်း 就变包了那样，譬如说六万年这样嘛，哦、oh.。 ်အဓိကဒီနေ့ပေါ်မှာအာစနယ်ခံစားပိုင်းမယ်ပရီးမီးယားလိမှာလက်ရှိမှာအကောင်းဆုံးတွေကခံစားမှုဖြစ်နေလို့ねကျွန်တော်လက်ရှိကမ္ဘာပေါ်မှာလည်းအကောင်းဆုံးကခံစားတန်းဒီခဲကတခုဖြစ်နေဖူဘက်တွေကအစားဆန်တာဘက်တွေအစုံဂူးသမားကအစုံလုံးဝပြောစရာမရှိဘူးတပတ်ကဖူဟန်သင်းရဲ့လက်ရှိအခြေအနေပြန်ကြည့်အောင်ဖူဟန်သင်းကလက်ရှိမှာနှစ်ပွဲဆက်ရှုံးနာခဲ့တယ်ရှုံးနာခဲ့တာကမှဂိုးပြတ်ကြီးပဲရှုံးနာခဲ့တယ်သူတို့ကနည်းနည်းလေးပူကောင်းတဲ့အသင်းနဲ့တွေ့ပြီဆိုရင်ဖူဟန်သင်းရှုံးဂိုးပြတ်ကြီးပဲရှုံးနာခဲ့တာကိုကြည့်မယ်ဆိုအာစနယ်သင်းကဒီနေ့ပေါ်မှာအခွင့်ကောင်းရှိတယ်အစစ်တက်မှာဆန်ဒေးဂျင်းနဲ့ဆိုရင်တော့အာစနယ်သင်းဒီနေ့ပေါ်မှာလုံးဝရည်ရည်ရတာလို့လို့များဒါပေမဲ့ဖူဟန်သင်း င်းကသူတို့ရဲ့နောက်ဆုံးအိမ်ဝင်၃ပွဲမှာ၃ပွဲလုံးနိုင်ထားတယ်။သူတို့ရှုံးထားခဲ့တဲ့ပွဲစဉ်၂ပွဲလုံးကလည်းအဝေးကွင်းကြီးပဲ။ Aston Villa အသင်းကဒါ3-1ဆိုတဲ့ရသနဲ့အဝေးကွင်းမှာရှုံးတယ်။ဘုံပေါက်ကိုလည်းဒါကျွန်တော်အိမ်သူတို့ရဲ့အိမ်အဝေးကွင်းနဲ့3-1နဲ့ရှုံးတယ်။ Arsenal အသင်းကရှင်းပါတယ်။အိမ်ဝင်ကအဝေးကွင်းကဒါတကယ်ကိုကောင်းခဲ့တယ်။နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာ Arsenal အသင်းနဲ့ဒါ PK အရာပြန်ကြည့်မယ်ဆိုတော့၂ဂိုးပဲရှိတဲ့အထိကိုသူတို့ရဲ့ cancel ပိုင်းကကျစ်လက်လုံးနေခဲ့တယ်။အဲ့တော့တစ်ဖက်ရတာတိုက်တိုက်စစ်ကဒါ Fulham အသင်းကိုပြန်ကြည့်မှာ Fulham အသင်းကလည်းဒါပွဲတိုင်းလိုလိုကူးသွင်းခဲ့တယ်။ဒါနောက်ဆုံးရှုံးပါတယ်ဆိုတဲ့ Aston Villa တို့ဒါဘုံပေါက်တို့အသင်းကိုဒါမှ ကျွန်တော်ဒါဖူဟန်သင်းနေတဲ့ဒါတကူးလောက်တော့ပြန်သွင်းနိုင်ခဲ့တယ်အဲ့တော့ ပြောချင်တာဖူဟန်တဲ့နောက်ဆုံးပြိုင်ပွဲဆို9မှာဂိုးမသွင်းနိုင်တဲ့ဘွဲစင်မရှိသေးဘူး။အာဆိုတဲ့ကလက်ရှိနောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာဒါပေးကိုရတူတဲနှစ်ကိုပဲရှိထားတာကိုတွေ့ရမယ်။ပေးခံထားတဲ့ကိစ္စကလည်းဒါညူကာဆယ်လိုအသင်းမျိုးနဲ့မန်ချက်စတာစီးတီးလိုအသင်းမျိုးကိုပေးခံထားတဲ့ကြောင့်မို့ဒါတော်ယုံတန်ယုံဂျပန်ဂျလပလုအသင်းတွေဆိုရင်တော့ဒါခန်စင်ပိုင်းကဂိုးလုံးဝမပေးရတဲ့သဘောမှာရှိတယ်။အဲ့တော့ပြောချင်တာကဖူဟန်တဲ့အခုလက်ရှိမှာတိုက်စစ်ပိုင်းကောင်းပါတယ်ဆိုတဲ့မြူနစ်တိုမပါလာနိုင်တဲ့အချိန်မှာဘသူဦးဆောင်လာမယ်။ဒါတစ်ချိန်တစ်ခါတန်ရတာဥကောက်တန်ရခဲ့ပြီးနောက်ပိုင်းအရင်လိုပြန်ဖြစ်တော့တဲ့ဒါ brown jimenez ကိုဒီနေ့ပေါ်စမှာ ပြန်လဲပြီးဥဆောင်ခိုင်းမှုတွေရာခိုင်နှုန်းများမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့မိတို့ပင်စူစီကောင်မှုအခုလက်ရှိဒီပုံစံအတိုင်းသွားမယ်ဆိုရင်တော့ဖူဟန်အသစ်နေနဲ့ဒါ တော်တော်လေးအားဆုံးသူခက်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 ရင်ဆိုင်ရမယ်တဲ့မှာပါတယ်သူတို့ရဲ့ဒါကျွန်တော် strong ဖြစ်တဲ့ဒါကျွန်တော် DM စားသုံးမှာဖြစ်တဲ့ Luke မပါလာနိုင်ကအသင်းတော်တော်တော်လေးကိုကြီးမားတဲ့ဒါကျွန်တော် social mood တခုလိုမြင်တယ်ဘာလို့ဆိုတော့သူတို့သွားတဲ့ formation ကရှင်းတယ် Luke နဲ့ Bash ကိုမှဒါကျွန်တော် double pivot ပုံစံမျိုးသွားပြီး Kansas ဘိုင်းကိုအဓိကပြန်ထိန်းတယ်ဘာကြောင့်လဲဆက်စညွန်နဲ့ Castagna က Marco Silva ရဲ့အကွက်မှာဒါအလွန်ကျွန်ရှစ်တက်တဲ့ပုံစံမျိုးရှိရင် Bash နဲ့ Luke နဲ့ကဒီနေရာကိုပြန်ဝင်ပြီးတော့ Kansas ဘိုင်းကိုလုံအောင်ပြန်ထိန်းပေးတယ်ဆိုတဲ့ပုံစံမျိုးသွားတယ်အခုချိန်မှာဒီနေရာမှာဒါကျွန်တော်တို့ football ပြပြပုံရ Tom Carney ရှိမယ်။ Tom Carney เนี่ยဘယ်လိုပဲတော်တော်သူ့ရဲ့လက်ရှိဆော့တဲ့ပုံစံက CMAM pivot တဲ့ပုံစံမျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီနေ့ပေါ်စံမှာဒါကကျွန်တော်အာဆန်အသင်းကအကြီးအကျယ် exploit လုပ်တဲ့နယ်လို့မြင်တယ်အဓိကခုနပြောသူပဲဒါတစ်ချက်တစ်ချက် assassin ညွန်တို့ casting ညွန်တို့အလို casting ညာတို့ဒါမလွန်ကျွန်ရှစ်တက်တဲ့ဥစ္စာမှာဒါ trusted တို့ saker တို့ရဲ့မြန်နှုံးမြင့်တိုက်ဆက်တွေနဲ့တို့အကြည့်ရမယ်လို့မြင်တယ်ဒီလိုမျိုးပွဲမျိုးဆိုကျွန်တော်ဘဒုကိုပူချောင်းကြည့်ချင်တယ်ဆို rise နဲ့ easy တို့ရဲ့တွဲလုံးမျိုးကြည့်ချင်တယ် zubi man ဒီကလက်ရှိမှာဒါကျွန်တော်ဒီနှစ်ရဲ့ဒါ underrated ခေါ်ယူမှုတွေတက်ကတခုလို့ကျွန်တော်အနေနဲ့မြင်ပြီးတော့ zubi man ဒီဒီ rise ရဲ့ attacking outlet ကိုလုံးဝ unlock လုပ်ပေးလိုက်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဘာကြောင့်လဲ zubi man ဒီရှိတဲ့အကြောင်းဒါ rise အနေနဲ့အလွန်ကျွန်ဒါကျွန်တော်တို့ရှေ့တက်လို့ရတဲ့ပုံစံမျိုးတွေကို တွေ့ရတယ်။ဒါပေမဲ့အဓိကအနေနဲ့ခုနကလူတော်များအော်ဒီနေရာမှာဒါ double pivot ပုံစံမျိုးဆော့မယ်လို့ထင်ထားခဲ့ပါ Rice က double pivot အနေနဲ့ Superman ဒီမတော်တော်မဆော့ဘူး။သူဘီမန်နီနဲ့တွေ့ပြီဆိုရင်ဇီဘီမန်နီကလာ Rice ကဒီနေရာမှာဘာဖြစ်သွားလဲသူကစန္ဒမဖီဖြစ်သွားတယ် CM ကိုအဓိကသွားတယ်အရင်တော့ Rice ကဗျာကျွန်တော်ချင်းအရင်တော့ Thomas Partey ဒါနားလိုက်ပြန်ကောင်းလိုက်ဆိုတဲ့အချိန်ဒီမှာ DM ပုံစံမျိုးသူကအဓိက ဆော့ပြီး DM ပြန်တဲဒီညမှာကျွန်တော်တို့ Joy တို့ဘာလို့လဲသူပြန်တဲတယ်ဒါပြောချင်တာ Rice ကနောက်မှနေနေခဲ့တာညဒါပေမဲ့အခုတော့မှ Zui Mandy က cancel ပိုင်းကိုပိုလုံအောင်ထိန်းနေတဲ့အချိန်မှာဒီညမှာ Zui Mandy ရဲ့အားသာချက်ကဘာလဲ Zui Mandy ကိုယ်တိုင်ကသူ့မှာ PC ရ PC နဲ့နဲ့ဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့အကဲတင်းမတက်မလား Color Fury တက်မလားတက်သွားတဲ့ကော Overlap Live Route သွားချင်းမှာ Zui Mandy ရဲ့အဲ့ကစားသမားတွေကိုနောက်ကနေပြီးတော့ Space ကို cover ပြန်လုပ်ပေးလို့ရတယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲ Rice ကလုံးဝဘယ်လိုပဲပြောဒါကျွန်တော်တို့ရှေ့တက်မလားနောက်ဆုံးမှာသူ့မှာဒါဆုပ်ဖြစ်ပိုင်ခွင့်ရှိတယ်ဒါကမှ easy လို့ကစားသမားမျိုးနဲ့တွဲချလိုက်ပို ိုပြီးကောင်းသွားမယ်လို့မြင်တယ်။တစ်ဖက်ကဒီလိုမျိုးချိန်မှာကွင်းလင်အားနည်းနေတဲ့ချိန်မှာဒါကြီးကဒါကျွန်တော်အာဆနယ်အသင်းအတွက်အင်မတန်မှ impact ကြီးမားမယ်လို့မြင်တယ်။ EUB ကသူ့ရဲ့ဒါအသင်းဟောင်းကိုပြန်လည်ပြီးတွေ့ရင်တော့အမြင်နဲ့လူလူဒုက္ခပေးတဲ့စောင့်ခြင်းရှိတော့ EUB ကိုတစ်ချက်တော့ကြည့်ရမယ်။ဒီနေ့ပွဲစဉ်မှာဒါ Emily Smith Rowe လေးကဒီလိုမျိုးပွဲထွက်ပါဝင်လာမယ်တစ်ချက်တော့ကြည့်။အဲ့တော့ Arsenal ကစားသမားဟောင်းတိုတယ်3ယောက်လောက်ပါဝင်နေတဲ့အသင်းတစ်သင်းဖြစ်တော့ဒီနေ့ပွဲစဉ်ကတော့ဒါ Arsenal ပြည်သက်တွေအတွက်ဒါကိုယ့်ရဲ့ကစားသမားဟောင်းတွေကိုပြန်ကြည့်ရအောင်ပွဲစဉ်လို့လည်းပြောလို့ရမယ်။ Leno EUB Emily Smith Rowe ဒီလိုကစားသမားတွေတွေ့ရမယ်ဒီမှာပါအဲ့တော့ ်မိတို့မေဆိုးစီကမဒါဖူဟန်ရဲ့ခံစစ်ပိုင်းကတော့ကျွန်တော်အိမ်ဝင်းရဆိုတော့မဆိုးဘူးအဝေးကွမှာညံ့တယ်အဲဒီနေ့ပုံမှန်ဒါရှင်းပါတယ်ဒီနေ့ပုံမှန်အာစတိုအသင်းကိုတို့အနေနဲ့အလွန်ကြုံတိုက်စစ်ဆင်တဲ့ပုံစံမျိုးမှာကိုဆေးဗာလုပ်မှာမဟုတ်ဘူးဒါခံစစ်ပိုင်းကိုတို့လုံအောင်ဒိတ်မယ်လုံတဲ့ဥစားကဒါအာစတိုအသင်းကိုဘောလုံးပိတ်ကင်ပေးဖိမယ်ဒါအာစတိုအသင်းနဲ့ဂျူရီယန်တင်းမတို့ကာလာဖီယိုရီကိုရှစ်တက်လာတဲ့ပုံစံမျိုးမှာတို့အနေနဲ့အလွန်ကြုံပြန်ပြီးတော့ဒါကောင်တာဒီစပိုဇီရှင်းပြန်လုပ်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲပြောဒီနေ့ပုံစံမှာဒါကြီးလို့ကောင်းမယ်ဖူဟန်အသင်းနဲ့လက်ရှိမှာအိမ်ဝင်းမှာလည်းအာစတိုအသင်းကိုနှစ်နှစ်ဆက်လုံးဝရှုံးပွဲမရှိတဲ့စံချိန်တစ်ခုကိုဒီနေ့ပုံစံမှာဆက်ထိန်မလား ဆိုသင်ကလက်ရှိမှာတို့အနေနဲ့ဒီနှစ်မှာချန်ပီယံလောင်းဖြစ်ဖို့အတွက်တို့အနေနဲ့ပေါ့နော်ဒါကျွန်တော်တို့အာခက်ခဲတဲ့ခက်ခဲတွေကိုလက်ရှိမှာစင်ကြီးမှတ်မှာဖျက်ခဲ့ပြီးပြီးအာဆိုသင်ရဲ့မန်ချက်စတာစီးတီးအသင်းကိုလည်းတို့အကောင်းဆုံးရင်ဆိုင်ခဲ့ပြီးပြီးမြို့တော်ပင်ဆိုစီကမူလက်ရှိမှာအာဆိုအသင်းနဲ့တို့လုံနိုင်တဲ့ဘက်ကနေအကုန်လုံးတက်နိုင်တဲ့ဘက်အကုန်လုတ်ခဲ့ပြီးပြီးကြောင်းလဲတင်တာလေးအကုန်လုံးပြောင်းလဲခဲ့တဲ့အတွက်ကြောင့်မဒါဒီကဘယ်လိုမျိုးချိန်ချက်စီဖြစ်လာအောင်မကျွန်တော်ကြည့်ရမယ်ဒါပေမဲ့ဆူပလာလူကျင်တယ်ဆိုတော့ဒီလိုမျိုးပွဲစဉ်တွေကခက်ခဲနေလို့မဖြစ်ဘူးဒီလိုမျိုးပွဲစဉ်တွေအနိုင်ကံရမယ်ပွဲစဉ်လို့ကျွန်တော်အနေနဲ့မြင်မိတယ် ယူကရိန်းစတရက်ဒီလိုမျိုးပွဲစဉ်တွေကလာ confidence build up လုပ်ဖို့အတွက်ဂိုးတွေသွင်းမှုအတွက်အင်မတန်မှအရေးကြီးတဲ့ပွဲတစ်ပွဲလို့လည်းကျွန်တော်အနေနဲ့ personally မြင်မိတယ်ဒီမှာပါပါတယ်မိတို့ပင်စိုးစီကမှုဒီပွဲကတော့ထင်တာထက်ပိုပြီးတော့အများကြီးအများကြီးကြီးလို့ကောင်းမယ်ပွဲစဉ်တစ်ပွဲဖြစ်လာမယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတော်ကွန်ပြပါအောင်အာဆိုတဲ့ဒီနေ့ပွဲစဉ်မှာအနိုင်ယူပြီးအဆင့်တနေရာမှာဆက်လက်ပြီးရက်တီဖို့အတွက်ကြိုးစားမလားတစ်ဖက်က Liverpool သင်ပွဲချက်နေတဲ့အချိန်မှာအာဆိုတဲ့ဒီနေ့ပွဲစဉ်မှာနိုင်ပြီးတော့အမှတ်ခွာထားနိုင်မလား ဒါကူတော့ကျွန်တော်တချက်တူတူခမောင်းနဲ့တူစောင့်ကြည့်ရဖြစ်ပါတယ်။တော့ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလူစပောင်းကိုကြည့်လို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးပဲကြွတူပါတယ်။ကောင်းမွန်တော့ဒီလေးတနေ့ဖြစ်ပါစေ။စုပုံကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့တွေနောက်မှပဲ AAC တွေ့ကြတာပေါ့။ကျွန်တော်သွားကုန်ပြီပါဗျ။ဒေးဘော်ပဲဗျ။